သင်္ချန်ကုန်းသွားပြီးတော့ငိုးနေတဲ့ဒီပုံနာကိုငါသွားပြီးတော့ပညာပြအောင်မယ်ဆိုပြီးတော့အဲ့ဒီမထကုန်းလေလူလင်ကဖြစ်ခဲ့တဲ့နတ်သားကအရင်ဘဝကမထကုန်းလေနဲ့ပုံတရံလေးနင်းနေတူအောင်ဖန်ဆင်းပြီးတော့အဲ့ဒီနာမှာသူကလည်းအပြိုင်လက်နှစ်ဖက်ကိုမြောက်ပြီးတော့ငိုးတယ်တဲ့အဲ့လိုငိုတဲ့အခါကျတော့အရင်ကပုပ္ပကပုံနာကဟာဒီသင်္ချန်ကုန်းဒီတောထဲမှာငါတယောက်ထဲငိုနေတယ်မှတ်နေဒီကုန်းလေးကဘလို့ငိုနေလဲပေါ့အဲ့ဒါနဲ့ကြည့်တော့သူသားလေးနဲ့တူတယ်ဆိုတာလည်းသူသိတယ် မဲ့သူသားကတည်သွားပြီဆိုတော့လေသူသိတော့သူသားမဟုတ်ဘူးလို့လည်းပဲသူသိတယ်။အဲ့ဒါနဲ့ညစ်တာကတော်တော်ဖြစ်နေတယ်ပေါ့သူသားနဲ့တူတာဆိုတော့အဲ့ဒါနဲ့နေသားမအောင်မင်းကဘာကိစ္စနဲ့ဒီနားလန်ကုန်နေတာတို့အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီနတ်သားကဖန်ဆင်းထားတဲ့လူငယ်ကဘာပြောလဲဆိုတော့ကျွန်တော်မှတဲ့ရွှေယတနာဖြင့်ပြီးတဲ့ယထာကိုယ်တွေတခုရှိ၏တဲ့ အဲ့ဒီယထာကိုယ်တွေကိုတက်ဖို့အတွက်ဘိန်းတစုံလိုချင်တယ်အဲ့ဒီဘိန်းကမရှိဘူးဖြစ်နေတယ်အဲ့ဒီဘိန်းသာမရဘူးဆိုရင်တော့ကျွန်တော်ကတည်သွားတာပဲကောင်းနေရလို့ကျွန်တော်စိတ်ထဲမှာထင်မိတယ်တင်းမြန်းတည်သွားလေလားမတည်ဘူးဆိုတော့ဆက်ငိုတယ်အဲ့ဒီဘိန်းကိုအဲ့လောက်ရချင်တယ်ပေါ့အဲ့ဒါလိုပြောတော့တတိကြီးကတော်တော်လက်သနားသွားတယ်မငိုပါနဲ့မင်းရဲ့ယတနာနဲ့ပြီးတဲ့ယထာကိုယ်တွေအတွက်တက်ချင်တာမင်းရွှေဘိန်းတက်ချင်သလားငွေဘိန်းတက်ချင်သလားဗရမ ्या ကြောက်စီထားတဲ့ဘိန်းမတက်ချင်သလားငါအကုန်လုံးကိုလုတ်ပေးနိုင်တဲ့အစွမ်းရှိတယ် ဒါကြောင့်မင်းကြိုက်တဲ့ဘိန်းကိုတော့မင်းတက်ချင်တဲ့ဘိန်းကိုငါဖြစ်အောင်လုပ်ပေးမယ်။သူကမေတ္တာကဖြစ်နေပြီကိုသားနဲ့တူနေတာဆိုတော့အဲ့ဒီတော့ဟိုနှစ်သားကဘာပြောလဲဆိုတော့အဲ့ဒီရွှေဘိန်းတွေငွေဘိန်းတွေကြောက်တံပဒမြားတွေတက်ထားတဲ့ဘိန်းတွေကိုရချင်တာမဟုတ်ဘူးတဲ့။ဒါနဲ့ဘာရချင်တာလဲဆိုတော့ဟိုကောင်းငင်မှာအစုံအစုံထွက်လိုက်ဝင်လိုက်ဖြစ်နေတဲ့နေနဲ့လနဲ့ဟိုဘိန်းတစုံတက်ပြီးတော့စီးချင်တယ် အဲ့ဒီနေနဲ့လနဲ့ကိုဘိန်းတက်ခြင်းနဲ့ဒါကြောင့်နေနဲ့လနဲ့ကိုရအောင်ယူပေးပါအဲ့ဒီတော့ပုံနာကြီးကမင်းယူမြန်ယူနေသလားတဲ့မင်းအဲ့ဒီဘိန်းကိုမရလို့သေမယ်ဆိုရင်တော့မင်းသေဖို့ပဲရှိတယ်အဲ့ဒီဘိန်းကိုတော့မင်းရလာမှာမဟုတ်အဲ့ဒီလိုပြောတဲ့အခါကျတော့ကလေးကမပြန်ပြောတော့ဆိုတော့ဟိုမေးရအောင်မေးတဲ့မြင်းနေတာကိုရကျင်လို့ငိုတဲ့လူနဲ့မမြင်တာကိုရကျင်ပြီးတော့ငိုနေတဲ့လူဘယ်သူကပို့ပြီးတော့မိုက်မယ်လို့ထင်လဲတဲ့ တော့ပုံနာကြီးကစဉ်းစားကြည့်လေမြင်တာကိုလိုချင်တဲ့လူနဲ့မမြင်တာကိုလိုချင်တဲ့လူမမြင်တာကိုလိုချင်တဲ့လူကပုံမိုက်တာပေါ့အဲ့လိုဆိုရင်ခင်ဗျာစဉ်းစားကြည့်ခင်ဗျာသားကအခုမရှိတော့ဘူးတဲ့မမြင်ရတော့ဘူးကျုပ်လိုချင်တာကမြင်ရတယ်တဲ့အစင်းကိုလည်းကျုပ်ပုံသဏ္ဍာန်ကောင်းကောင်းပြောနိုင်တယ်မြင်လဲမြင်ရတယ်မျက်စိနဲ့တတ်အပ်မြင်ရခင်ဗျားကမမြင်တာကိုလိုချင်တာခင်ဗျာပုံမိုက်တယ်မဟုတ်လားအဲ့ဒီတော့မှပုံနာကြီးကအာမင်းမချူလဲပေါ့မင်းဟာနတ်လားလူလား မင်းရဲ့စကားကြောင့်ငါရဲ့ရင်မှာဖြစ်နေတဲ့တောကတိဟုသောမိဟာငြိမ်းသွားပြီတဲ့မင်းစကားအလွန်မအတိပဲရှိတယ်။အဲ့လိုပြောတဲ့အခါကျတော့တတိကြီးတဲ့အရင်ဘဝကအဲ့ဒါတတိကြီးရဲ့သားပဲတဲ့အကုန်လုံးအဖြစ်မှန်ကိုပြောပြတယ်။နေသမ်းမအောင်နဲ့မင်းကဘာကောင်းမှုမှလည်းမပြုဘဲနဲ့ဘာအလှူဒါနလည်းပြုတာလည်းငါမမြင်ဘူးမင်းကတန်ငါတိတာပေါ့။ဘာဥပုံမှစောင့်တာလည်းငါမမြင်ဘူးငါအိမ်မှာဘာကောင်းမှုမှလုပ်တာလည်းမရှိဘူး။မင်းကအဲ့ဒါလိုနှက်ဖြစ်ရလောက်အောင်ဘာကုသိုလ်ရှိလို့နှက်ဖြစ်တာတော့ အဲ့ဒီတော့မှတေဂာနီအနေထားလေးကိုပြောပြတယ်အလွန်တရာမှကြည်လင်တဲ့တန့်ရှင်းတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကိုဖူးမြင်ရတဲ့အတွက်ကြောင့်စိတ်ထဲမှာအလွန်မှအေးချမ်းတဲ့ကြည်နူးတဲ့ကြည်လင်တဲ့စိတ်ကလေးသူ့မှာဖြစ်ခဲ့တယ်အဲ့ဒီကြည်လင်တဲ့စိတ်ကလေးဖြစ်လို့လက်အုပ်ချီမဲ့လှုပ်ခတ်လာတော့သူလက်အုပ်မရှိနိုင်ဘူးဒါပေမဲ့စိတ်ထဲမှာတော့အလွန်မှကြည်လင်တန့်ရှင်းတဲ့ချမ်းသာတဲ့သဘောလေးသူ့မှာဖြစ်ခဲ့တယ်အဲ့ဒီစိတ်ကလေးနဲ့တည်သွားလို့အခုနှက်ဖြစ်တာစိတ်ထဲမှာ မြင်းနေရလို့သာသူယုံရတယ်စိတ်ကလေးဒီလောက်ကလေးနဲ့အဲ့လိုဖြစ်နိုင်မလားအဲ့ဒါနဲ့မဖြစ်ချေဘူးအဲ့လိုဆိုလို့ရှိရင်ဟိုမယုံလို့လည်းမရဘူးသူရှိမှလည်းမြင်းနေတာကိုအဲ့လိုဆိုရင်မြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာအလွန်မှထူးကဲတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီမှာသူကဝဋ္ဌကုဏ္ဏလီနဲ့သားကဟိုဖရာတရားတန်ခါရဲ့ဂုံကျေးဇူးကိုပြပြီးတော့ငါးပါးတိလကိုစောက်တည်ဖို့အဆုံးမပေးတယ်ပေါ့အဲ့ဒါနဲ့နောက်နေ့ရောက်တော့ ဖျားမှုရှိတဲ့တန်ဃာတော်တွေအိမ်ပင့်ပြီးတော့မြို့ထဲကပိဋကတ်တွေလည်းအများကြီးလာကြတယ်ပေါ့ငကုတုံးကဘာမှလှူခြင်းတန်းခြင်းမရှိတဲ့ဘာဘာသာတရားမှမရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ကဒီလိုမျက်စွာဖျားကိုပင့်ပြီးတော့ဆုံးကတ်တယ်ဆိုတော့တချို့ကလည်းပဲမယုံသင်္ကန်းမျက်လုံးနဲ့ပေါ့လေအာလုံးစုမိကြတယ်အဲ့ဒီမှာလူကြားထဲမှာမျက်စွာဖျားကိုသူကပြဿနာတစ်ခုအနေနဲ့မေးတယ်အရှင်ဘုရားအရှင်ဘုရားကိုကြည်ကြည်လင်လင်ကြည်ညိုတဲ့စိတ်ကလေးကြောင့်တတ္တဝတူတယောက်ဟာနှက်သွမ်းဖြစ်နိုင်တယ်ဆိုတာအဲ့ဒါဖြစ်နိုင်လားလေ ဲ့ဒီလိုမေးတော့မြတ်စွာဘုရားကဒကာကြီးဒကာကြီးကိုယ်တိုင်ပဲသင်္ချိုင်းကုန်းမှာတွေ့ခဲ့ပြီမဟုတ်လားတဲ့တင့်ရတမထကုန်တလေတင့်ကိုဘာလီဘာလီလမ်းပြောတယ်အဲ့ဒီမှာသူတို့နှစ်ယောက်အချီအချာပြောတဲ့စကားတွေကအလွန်လည်းပဲမှတ်သားစရာကောင်းပါလေ